MBA journey လေးစတော့မယ်ပေါ့နော် MBA လေးတက်တက်မယ်ခင်ဗျာရွေးထားတော့ UK မှာတက်တက်မှာဖြစ်ပါတယ် MBA ဟိုအပြီးတော့မဟုတ်ပေါ့နော်ခင်ဗျလုံနိုင်တလောက်အာခင်ဗျနေနိုင်တလောက်နေဖို့တော့အဆုံးဖြတ်ချက်ချကျောင်းတက်တာရဟန်ဒီ scholarship ရခဲ့ပါတယ်အအခုကျောင်းလာကကစုစုပေါင်းပေါင်း3000တွင်ရမှာပေါ့နော်ပေါင်း3000ကိုဟန်ဒီ1200တက်တာ ဒီ scholarship မရဘူးဆိုတော့ငါတို့တွက်ခက်ခဲလိမ့်မယ်။နေသွားချင်မှသွားလို့ရလိမ့်မယ်ဆိုရဲအချိန်နည်းတိဖြစ်ခဲ့တာပေါ့နော်။ဆိုတော့ scholarship ရခဲ့တဲ့မမေတို့ကလည်းကြည်ကြည်နဲ့နဲ့ကြည်လွတ်နိုင်တာပေါ့။သူတို့တော့နည်းနည်းလေးစိတ်အေးရပေါ့နော်။အခုကတော့ဟိန္ဒီယာပေါ့နော်။ဟိန္ဒီရဲ့ ဘဝအတွက်ကောဟင်ဒီမိသားစုအတွက်ကောအကုန်လုံးအတွက်ကောတေချာစဉ်းစားပြီးတော့အခုဒီ MBA journey လေးစတော့မယ်ပေါ့နော် MBA လေးတက်တက်မယ်ဟင်ဒီကရွေးထားတော့ UK မှာတက်မှာဖြစ်ပါတယ်အာတက်တက်ပြီးတော့ဟင်ဒီ MBA ဘွဲလေးပေါ့ master ဘွဲလေးထပ်လို့ခြင်းတဲ့အတွက်အဲတက်တက်မှာပေါ့နော် ဟနီပထမဦးဆုံးကဟနီနယူးယောက်မှာပေါ့နော်နယူးယောက်မှာ acting for film ကိုတနှစ်တက်ခဲ့တယ်အဲ့ဒါကတော့ဟနီရဲ့အသက်16နှစ်တုန်းကပေါ့နော်ပြီးတော့တော့ဟနီအတောက်လျှောက်ကဟနီဒီ covid အတွင်းမှာတော့ဟနီအကြောင်းနေလဲစတိုက်ပေါ့နော်အဒီ bachelor အတွက်ကိုစတိုက်တက်ခဲ့တက်ခဲ့ရင်းနဲ့ covid အတွင်းမှာအကြောင်းနေရာဟိုဘယ်လိုပြောမလဲ physically glucuran သွားပြီးတော့တက်လို့မရခဲ့ဘူးပေါ့နော်မရခဲ့ဟနီ online ကနေပြီးတော့အကြောင်းဆက်တက်ခဲ့တယ်ပေါ့နော် အပြီးတော့မှအခုမှ bachelor ရပြီးတော့ဟိုမျိုးအလုပ်ကလေးပြန်လုပ်တယ်လုပ်ပြီးတော့ experience တွေယူရယ်ယူပြီးတော့မှအခုက master ဆက်တက်တာပေါ့နော်အမ်ဘောအပြီးတော့မဟုတ်ဘောနော်ဟိုမျိုးလုံနိုင်တလောက်အဟိုမျိုးနေနိုင်တလောက်နေဖို့တော့အဆုံးဖြတ်ချက်ချတာပါဘာနာမည်ကလေဟန်တီလားဟန်တီလားဟန်တီတောင်ဝင်းဘူးနဲ့တီးရမေမေပြောင်းလိုက်တာဒါပေမဲ့အဲနာမည်ကြီးကဟန်တီ ကျောင်းတက်တာတော့ဟန်ဒီ scholarship ရခဲ့ပါတယ်။ဟန်ဒီဒါကလည်း interview အစင်းစင်းပေါ့နော်။ဟန်ဒီရဲ့ agent တွေလည်းကောင်းတယ်။ပြီးတော့ interview အစင်းစင်းဖြေရဲ့အခါမှာဆိုလဲဟန်ဒီကဒါသူတို့ကျောင်းကနေပြီးတော့ပေးရဲ့အမြင့်ဆုံး scholarship ပေါ့နော်။အဲ့ဒါလေးကိုတော့ဟန်ဒီရနိုင်ခဲ့ပါတယ်။ဆိုတော့ကျောင်းလာကလည်းနည်းနည်းတက်တာပေါ့နော်။အာအခုကျောင်းလာကကစုစုပေါင်းပေါင်း3000တွင်းရမှာပေါ့နော်ပေါင်း3000ကိုဟိုဒီ12000တက်တာဟုတ်ပါတယ်ပေါ့နော်ဟိုဒီ scholarship အဲဒီရတော့တော့ကြာဟနီလဲဒီចောင်းသားတက်ဖို့ကိုဟနီလဲဟိုအရှိမဟနီအစူးစားပြီးစုထားရဲ့ပစံလေးတွေရဲ့မိဘတွေရာပြီးရဲ့ပစံလေးရဲ့အဲ့တော့လုတ်ပြီးတော့သွားရမှာဖြစ်တဲ့အတွက်မေမေရောလည်းပြောရနင် scholarship မရဘူးဆိုတော့ငါတို့တော့ခက်ခဲလိမ့်မယ်နင်သွားချင်မှသွားလို့ရလိမ့်မယ်ဆိုရဲ့အချိန်ဒီဖြစ်ခဲ့ရပါတော့ဆိုတော့ scholarship ရခဲ့တဲ့မေမေရောလည်းဟိုကြည်ကြည်နက်နက်ကြီးလွတ်နိုင်တာပေါ့သူတို့တော့နည်းနည်းလေးစိတ်အေးရပါတော့ဟိုအများကြီးမဟုတ်ပေမဲ့လေသူနည်းနည်းတတနည်းနည်းပေါ့နော်ဆိုပြီးတော့ scholarship ကိုမှမမေရို့လိုချင်တယ်မမေရို့ဖြစ်စေချင်တဲ့ဟာကိုရအောင်လုပ်ပြီးပြီးတော့ကို့အနေနဲ့လည်းနည်းနည်းအသက်ရှူချောင်းတာပေါ့နော်မဟုတ်ရင်ကျတော့ဒီလောက်ကြီးအမီရောအများကြီးပဲဟနေအဲ့ဒီဟာကိုအဲ့ဒီပစံကိုပြန်ရှာဖို့ကဟနေတော့အများကြီးပုံပြီး pressure ပြီးရပေါ့အခုတော့ pressure ပြီးနေပြီအဲ့လိုမျိုးပေါ့နော်ဟုတ်ဆိုတော့ចောင်းလားကလေးရောဟနေရအောင်ပြန်ရှာခြင်းတည်းရပေါ့နော် မတောင်းချင်တော့ဘူးလေဟိုအသက်အရွယ်တစ်ခုလည်းရနေပြီဟန်းဒီအရွယ်ဆိုရင်ဒါဟိုတချို့ဆိုကလေးရောင်မွေးပြီးနေပြီပေါ့နော်အလုပ်တွေလုပ်နေကြပြီကိုယ်ပိုင်လုပ်ငန်းလုပ်ငန်းရှင်တွေဖြစ်နေကြပြီဆိုတော့အချိန်ဒီတစ်ခုမှာကိုယ်အများကြီးလုပ်ဖို့လိုသေးရပေါ့နော်ဆိုတော့ကျတော့ဒီအချိန်မှာကလေမိဘကိုလက်ဖြန့်တောင်းမယ့်အချိန်ကိုမဟုတ်တော့ဘူးပေါ့နော်ဆိုတော့တက်နိုင်လောက်မိဘတွေကိုကိုယ်ပြန်ပြီးနိုင်အောင်ပဲစူးစမ်းနေပါတယ် တော့အမှတ်တရကြီးက scholar ရရဲ့အချိန်ကိုဟန်ဒီတီးလိုက်ရတဲ့ email ဝင်လာတဲ့အချိန်ကဟန်ဒီရဲ့ winning midnight အယံကိုလေထအော်ရအကျေရတဲ့အိမ်လုံးဒီပါကြာရဟိုပါလေ July 24ရင်းနေ กระเดกาเนี่ยนี่ပြီးစောင့်နေနေလေးမွေးနေ့မတိုင်ခင်လေးငါဒါလေးရရင်ကောင်းမယ်ရရခါကျရင်မွေးနေ့ကျရင်မိသားစုကိုပြောပြချင်တယ်ပေါ့နော်ငါရသွားပြီးသွားရမယ်ဆိုရဲဟာလေးပေါ့နော်အဲ့လေထိုင်းစစနေမနဲ့လေဖရားရပါလေအဲ့လိုမျိုးပေါ့နော်သွားဖို့ပြင်ဆင်ပေါ့နော်အင်ဂျီပါလေထောက်အကုန်လုံးနေဒုံးရှိတယ်အဲ့ဒီမမဲ့ရရင်ဒီသွားဖို့အတွက်ကိုဖရားသွားဖို့အတွက်အင်ဂျီကိုမိဘူးတိုက်အဲ့လိုမျိုးပေါ့နော်အင်ဂျီထုံနေအချိန်မှာတင်းကိုညမင်းနိုင်ပေါ့နော်25ရင်းနေမင်းနိုင်မှာ ် in scholarship ကိုရပါတယ်အမြင့်ဆုံးရပါတယ်ဆိုပြီး email ရဝင်လာဆိုတော့အဲ့အမတ်တရားကြီးကလေမွေးနေ့လက်ဆောင်ဝါဆိုဒါလို့ဟိုဟန်ဒီလေးအဆအဆမှလည်းတငယ်ချင်းတွေပြောငါမွေးနေ့လက်ဆောင်မှာလုံးကတစ်ခုပဲလိုချင်တယ်လုံးက scholarship လေးရတာလေးပဲလိုချင်တယ်ဆိုပြီးတော့ကိုတောက်လျှောက်ပြောခဲ့တာကြီးကတကယ်ကိုမွေးနေ့မှာလက်ဆောင်ပေးတဲ့အဘလို့လောဟာလေးအမြင့်မဆုံးဟာယူကိုလိုချင်နေရဲ့စောင့်နေရဲ့ဟာရရသွားတာပြီးသွားတော့ကျောင်းကလည်းဖုန်းဆက်လာတယ် အဲဟို UK ရဲ့ဖုန်းဆက်လာပေါ့နော်အဲဟင်းဒီမနော် like အခု school visa ရရှောက်ပြီးသွားပြီလားအချိန်ကြီးဘယ်လိုရှိလဲဒီမှာ school လာအဲ့လိုမျိုးအဲ့လိုမျိုးပေါ့နော်အဲ့ပြီးသွားတော့ congratulation မှာဆိုပြီးပြောနေတယ်ငါနင်တို့အရင်ကျေးဇူးတင်တယ်လို့ဘာလို့လဲဆိုတော့ညငါမွေးနေမှာမွေးနေလောက်ဆောင်ပြီးတော့သူတို့မှ happy birthday ပါကိုလမ်းမျိုးပြောကြပေါ့နော်ဆိုတော့အလုံးမအမတ်တရားဖြစ်ခဲ့ဒီ scholarship ရရဟာလေးပေါ့နော် ထမဟန်နီပလန်ကတော့ဟန်နီအမဆာတစ်နှစ်တက်မယ်ပြီးသွားရင်ဟန်နီအလုပ်ကလေးကိုနှစ်နှစ်လောက်ဆန်းလုပ်ကြည့်မယ်ပေါ့နှစ်လောက်ဆန်းလုပ်တဲ့အဲ့နှစ်နှစ်အတွင်းမှာအအများကြီးပြောင်းလဲမှုဆိုတာကိုလည်းမှန်းလို့မရအောင်မနေ့ဖြစ်တော့ဘာဖြစ်မလဲမသိတဲ့အတွက်အဲ့ပြောင်းလဲမှုတွေပေါ်မူတည်ပြီးတော့ကိုအများကြီးကိုအတွက်လဲကိုဘဝတက်လန်းတွက်ကောကိုမိသားစုတွက်ကောအကုန်လုံးတွက်ကောဒီထက်ပို့ပြီးတော့လုပ်ပေးနိုင်တယ်အများကြီးတိုးတက်ဖို့လမ်းရှိရဆိုရင်တော့ဆက်ပြီးတော့စူးစမ်းဖို့ရှိရအဲ့လိုမဟုတ်ဘဲနဲ့ဒီဘက်ကမိဘတွေကလည်းပြန်ခေါ်တယ်သူတို့ရဲ့ဒီဘက်ပေါ်တော့အများကြီးလာ ပြန်ကူပါအောင်တခုခုဆိုရင်တော့လည်းဟိုချက်ချင်းပြန်လာမှာပါဟန်နီလေးဘယ်တော့မှလေကိုကိုကိုငါလုံနိုင်တယ်ငါယုံကြည်မှုအပြည့်ရှိရယ်ငါလုံတာပဲမှန်တယ်ဆိုပြီးတော့တစ်ခါမှမတွေးခဲ့ဘူးဘာဖြစ်လို့တစ်ခါမှမတွေးခဲ့ဘူးလဲဆိုတော့လေကိုလုံတဲ့ဟာတွေကလေဟိုအမှန်တော့သူများကြီးလုံနေတာထက်ကို percentage ကဘယ်လောက်မှမရှိဘူး20%ခန့်လုံးတော့ကိုမမိသေးဘူးလို့ကိုကိုကိုလည်းယူဆရယ်ကိုစူးစမ်းဖို့အများကြီးလိုတည်ရယ်ကိုထက်အများကြီးတော်ရယ်တက်တဲ့သူတွေအများကြီးရှိရယ်ဆိုတော့ သူတို့ကိုကိုရာဟနီအများကြီးအားကြရပြီးတော့သူတို့လောက်တော့မလုံနိုင်သေးရဖြစ်တဲ့အတွက်ဟနီကိုဟနီလည်းအောင်မြင်နေပြီလို့လည်းမခံယူထားသလို ဟိုကိုကိုကိုလည်းလုံနိုင်နေရယ်လုံတက်တယ်ဆိုတာချက်ကိုဟနီစူးစမ်းနေရယ်ဆိုရယ်စိတ်တစ်ခုပဲရှိရယ်ကျန်တာဘာမှမရှိဘူးပေါ့နော်။အာတကယ်ပေါ့နော်ဟနီလည်းအခုချိန်မှာကဇာနီဆိုအနုပညာမလုပ်တော့ဘူးလားပျောက်သွားမယ်အဲ့လိုမျိုးပေါ့နော်။အများကြီးပြောကြရယ်ဝေဖန်မှုတွေလည်းအများကြီးရှိတယ်။ဟိုအကောင်းမြင်ရတဲ့သူတွေလည်းရှိလို့အဆိုးမြင်ရတဲ့သူတွေလည်းရှိရယ်ဆိုတာဟနီနားလေတယ်။အာကျေးဇူးလည်းတင်တယ်ဘာဖြစ်ဆိုသူတို့ဝေဖန်ပြီးရတဲ့ဟနီပို့ပြီးတော့အားရှိတယ်အင်အားကြီးအများကြီးရတယ်။ ဒီထက်ပို့ပြီးတော့လေစူးစမ်းခြင်းစိတ်တွေပေါက်ပါတယ်ဆိုတော့ဒီထက်ပို့ပြီးစူးစမ်းမှာပါအာပြီးတော့လည်းဟင်းထက်ပြီးရောပေါ့နော်ဒီထက်ပို့ပြီးတော့နောက်ထပ်ဒီလာမယ့်လူငယ်တွေဒီကလေးတွေအတွက်ကိုလည်းကိုစံပြတယောက်နေနဲ့ကိုလည်းအများကြီး guiding လုပ်ပြန်ကိုမှားခဲ့တဲ့အမှားတွေမဟုတ်သူတို့မလုပ်အောင်ပေါ့နော်အများကြီးအဲလမ်းပြပေးပြီးတော့ စ조사ပြီးတော့လဲဝင်ပြပေးပါအောင်မယ်အနုပညာလောကကတော့ပြတ်သွားတာမဟုတ်ပါဘူးဒီတောက်လျှောက် TikTok streaming တွေမှာရှိနေရပြီး vlog တွေမှာရှိနေရအမြင်ပေါ့နော် social media မှာတော့ always active ဖြစ်နေပါ